တခါကတိန်လေးထဲမှာနေထိုင်ရတဲ့လင်မယားနှစ်ယောက်ရှိပါတယ်။မိမဖြစ်သူကမွေးခါနေဖွားခါနေကိုဝန်တယ်မို့။ယောက်ျားဖြစ်သူကမိသားစုကိုရှာဖွေကြွေးမွေးဖို့အတွက်အလုပ်ပင်ပင်ပန်းပန်းလောက်ကန်နေရပါတယ်။မိမရေငါအလုပ်သွားလာအောင်မယ်နော်။မကြခင်ကလေးကမွေးလာတော့မှဆိုတော့သူနှိုးမုံဖို့မရှိဘဲနေအောင်မယ်။ကိူးဆောင်နော်ယောက်ျား။အေးပါငါအတွက်စိတ်မပူနဲ့။မြင်မြန်သွားပြီးမြင်မြန်ပြန်လာခဲ့မယ်။မင်းပိုက်ကကိုလာလဲပြည့်ပြီးဆိုတော့ဘယ်ချိန်မွေးမလဲမသိဘူးလေ။ ကျမလည်းမြင်မြန်မွေးချင်လာပြီတော့အဲ့ဒီနောက်အောင်ပေါ်ကလည်းသူများစီအလုတ်လိုက်သွားပါတော့တယ်ဒီလိုနဲ့နောက်နေ့မှာတော့ပိုက်ကြီးတရားကလေးမွေးပါတော့တယ်ပိုက်ထဲစားထွက်လာကလေးကသူတို့သားဟာငိုပဲငိုနေခဲ့ပါတယ်သူ့ရဲ့အဖေအဖေအမေကဘလောက်ပဲချော့ချော့မတိတ်ပါဘူးတိတ်တော့လေသားလေးတော်ကြမင်းအဖေလောက်မချောပဲနေမနော်ကလေးကိုချောရတာအဲ့လိုချောရလားရှင့်ကို့မြောက်နေရတဲ့ကလေးကဘလို့လို့တိတ်မှာတော့ကလေးကိုဘလို့ချောရမှာလဲကွာ ဒါမှမဟုတ်မုံသွားဝယ်လာကြွေးရမှာလားရှင်ကတော့လေရှောက်ပြောနေပြန်ပြီကလေးကအခုမှမွေးတာဘလို့လို့စားတက်အောင်မလဲလို့ဒါဆိုဘာလို့တလောက်တောင်ငိုနေရလဲဆိုတာသိအောင်ဟိုမှော်ဆရာစီသွားမေးကြည့်မလားဘလို့ပဲလွတ်လွတ်ပါရှင်ตาလေးအငိုတိတ်ပြီးတာပဲตาလေးကငိုနေတာညက်နာတွေတောင်မှနေရဲကုန်ပြီကလေးကဘလောက်ပဲချော့ချော့မတိတ်တဲ့အတွက်သူတို့လည်းမှော်ဆရာစီကိုခေါ်သွားလိုက်တယ်ဆရာကျွန်တော်ตาလေးကလေမွေးကြတဲ့ငိုပဲငိုနေတာ တိတ်ကိုမတိတ်ဘူးဘလို့လောက်ရမှန်းမသိတော့လို့ဆရာစီခေါ်လာတာပါဟုတ်ပါတယ်ဆရာရဲ့မုံကျွေးလည်းမရချော့လည်းမရငိုပဲငိုနေတော့တာပဲဟုတ်လားကလေးကဘာနေသားလဲသားလေးကတနင်္လာနေ့မှာမွေးတာပါဒါကြောင့်ကိုတနင်္လာနေ့မွေးတဲ့ကလေးငိုတာတော့တဘာဝပဲသူတို့ကစိတ်ကြီးတယ်သူ့နာမည်ကဘလို့ခေါ်လဲနာမည်တော့မပေးရသေးပါဘူးဆရာတနင်္လာသားတွေကစိတ်ကြီးတယ်ကောင်းပါတယ်နာမည်ကိုမကြောတဲ့ဟာတွေမှဲ့ပေးလိုက်သူနေကောင်းသွားလိမ့်မယ် ထက်လဲငိုမှာမဟုတ်တော့ဘူးဘလူနာမည်ပေးရမလဲဆရာဆရာနာမည်မှဲ့ပေးပါလားကောင်းပါပြီဒါဆိုဆရာပဲမှဲ့ပေးလိုက်မယ်အခုကစပြီသူ့တန်မဏိလို့သာခေါ်ပြီးတော့ထူးဆန်းစွာနဲ့ဆရာကနာမည်ပေးလိုက်ပြီးတော့ကလေးရငိုတာချက်ချင်းတိတ်သွားတယ်ဒါကြောင့်မို့သူတို့လင်မယားကဆရာ့ကိုကျေးဇူးတွေတင်နေရပေါ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့ပြန်လိုက်ပါအောင်မယ်နေပါအောင်ဘာရီမိတ်နေကြလဲဘာမိတ်လို့လဲဆရာဟောဗျာ မင်းတို့ငါ့ရဲ့ညံပူစော်ခမိတ်နေလား။အော်တောင်းမှန်ပါရဲ့ဆရာ။ပျော်လွန်းလို့မိတ်သွားတာပါ။ဒီမှာပါဆရာ။ဒီလိုမှပေါ့ကွာ။အဲနောက်သူတို့လည်းကလေးပိုက်ကပြန်လာကြတာပေါ့။အိမ်ပြန်လမ်းမှာလင်မယားနဲ့အရင်ငိုနေတဲ့ကလေးကိုချော့နေကြတာတွေ့လိုက်ပါရဲ့။ကလေးကဘာလို့အလောက်တောင်မှငိုနေရလဲ။ဘယ်ကနေပြောင်းလာကြတာလဲ။တခါမှလည်းမမြင်ဘူး။မသိပါဘူးရှင်။ကလေးကဘလောက်ပဲချော့ချော့ငိုပဲငိုနေတာကျမယောက်ျားနဲ့ဒီကိုပြောင်းလာတာရက်ပိုင်းမရှိသေးတယ် တွေ့ရတာဝမ်းသာပါတယ်ရှင်ကျွန်တော်တို့လည်းဝမ်းသာပါတယ်ဗျာကလေးကဘယ်နှစ်မွေးတာလဲတနည်းလာနေပါဗျာစမွေးကလေးကငိုလိုက်တဲ့အငိုအခုထိပဲကျုပ်သားတို့နဲ့တတိယထဲပါလားကျွာဆောင်ကမော်ဆရာစီကိုသွားပြကြည့်ဒီကောင်လည်းဆရာနဲ့တွေ့မှအငိုတိတ်သွားတာကျေးဇူးတင်ပါတယ်ဗျာဒါဆိုအခုပဲသွားလိုက်တော့မယ်จิตတူးတို့လင်မြလဲမော်ဆရာအိမ်ကိုမြ мян သွားလိုက်တယ်ဘလို့ရောက်လာကြတာလဲဒီရွာမဟုတ်ဘူးနဲ့တူတယ်တခါမှမျက်နာမမြင်ဘူး ဟုတ်ပါရဲ့ဆရာကျွန်တော်တို့ပြောင်းလာတာမကြသေးပါဘူးကလေးအငုံမတိတ်လို့ဆရာစီကိုရောက်လာတာပါဩအခုနလင်မြားနေအောင်မင်းတို့လာခန်းလိုက်တာလားဟုတ်ပါရဲ့ဆရာကျွန်တော်တို့ကူညီပါအောင်နော်ကလေးတအားငိုတာပဲဆရာရဲ့ဇာနဲ့ तू ကဘာနေသားလဲတနင်းလာသားပါဆရာသူ့နာမည်ရောမဲ့ပေးပြီလားမွေးလာတဲ့ငိုပဲငိုနေတော့နာမည်ပေးချင်မရပါဘူးဆရာရဲ့ဒီလိုလို့ငါနာမည်ပေးလိုက်မယ်သူ့ကိုတန်ချောင်းလို့ခေါ်ကြသူအငိုတိတ်သွားလိမ့်မယ် ထပ်ပြီးတော့ငိုမှာမဟုတ်တော့ဘူးကလေးကိုတန်ချောင်းလိုနာမည်ပေးပြီးတဲ့နောက်ကလေးကထပ်မငိုတော့တဲ့အတွက်စစ်တူးတို့လည်းမရလဲအပျော်လွန်နေပါတယ်ကျေးဇူးတင်ပါတယ်ဆရာဒီမှာပါဆရာညံပူစောခအေးကျေးဇူးပါကွာကြားပါတယ်ဆရာကျွန်တော်သားအတွက်ဆိုဘာမဆိုကျွန်တော်ပြီးနိုင်ပါတယ်ဗျာစစ်တူးတို့လည်းအိမ်ပြန်သွားခဲ့ကြတယ်သူတို့ကကုမ္ပဏီပိုင်ရှင်တတိသားဖြစ်ပြီးအဲ့ဒီအမွေကိုဆက်ခံရတဲ့သူမို့ကျွာရဲမှာသူတို့ကအချမ်းသာဆုံးလို့လည်းပြောလို့ရပါတယ် အိမ်ရောက်တာနဲ့ဂျစ်တူကအောင်ပေါ်ရော့အိမ်ကိုချက်ချင်းလာတယ်။ခွေသွားမလို့လဲဗျ။ခမည်းတော်ဂျေဆုလာတင်တာပါ။ဂျေဆုတင်ရအောင်ကျွန်တော်ဘာမှမကူညီရပါဘူးဗျ။ဘာမှမကူညီဘူးဆိုပေမဲ့ဆရာစီကိုညွှန်ပေးလိုက်တာလေ။ဒီလိုသာမဟုတ်ရင်ကျွန်တော်သာဘလို့ဖြစ်မလဲတော့မသိပါဗျာ။ရပါတယ်ဗျာ။အိမ်နီးနားချင်းတွေဆိုတော့ကူညီရမှာပေါ့။တကယ်ဂျေဆုတင်ပါတယ်ဗျာ။ကျွန်တော်တို့သားတွေကမွေးတာလဲတရက်သေးအဖြစ်ကလည်းအတူတူဆိုတော့ သူတို့ကြီးလာရင်တငယ်ချင်းကောင်းဖြစ်ဖို့မျှော်လင့်ပါရဗျာအလို့ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာနှစ်တွေကြာလာတာနဲ့အမျှတမ်းမင်းနဲ့တန်ချောင်းတို့တငယ်ချင်းကောင်းနှစ်ယောက်လည်းအတူတူကြီးပြင်းလာခဲ့ပါတယ်သူတို့နှစ်ယောက်ကဘလောက်ပဲညီကိုရင်းလို့ချစ်ကြပါစေနှစ်ယောက်သားဘဝကကွာခြားလွတ်နာကြောင်းจิตတူတို့ကတမ်းမင်းကိုအမြဲချိုးနှင်ဆက်ဆံပါတယ်ဒါရမတမ်းမင်းကတော့တန်ချောင်းကိုစိတ်မဆုပ်ဖူးပါဘူးတနေ့မှာတော့တန်ချောင်းကတမ်မဏိကိုရှောက်သွားဖို့လာခေါ်ပါတယ်။တမ်မဏိ ဟိုတောထဲမှာစီးပြူတီးတွေအများကြီးနေပြီကွာတောက်ခူစားရအောင်သွားတော့သွားချင်ပါတယ်ကွာဒါပေမဲ့ငါကျွေးချောင်းရအောင်မှာခိုးသွားပြန်ရင်ငါဖေစိတ်ဆိုးမှသိချာတယ်ကွာဟာကျွေးတကောင်လေးကိုများချီထားလိုက်လေပြန်လာမှလာချောင်းလဲရတာပဲအခုတော့အရင်ဆုံးစီးပြူတီးသွားကောက်ရအောင်လေကွာအေးပါဒါဆိုငါကျွေးကိုသွားချီထားလိုက်အောင်မယ်တန်မဏိလည်းတန်ချောင်းကိုမလွန်ဆန်နိုင်လို့စီးဖြူတီးသွားကောက်ကြပါတယ်။တောထဲကိုရောက်တော့ ဘယ်မနည်းငါအပင်ပေါ်မတက်နိုင်ဘူးကွာမင်းတက်နော်ငါအောက်ကနေကောက်မယ်အေးပါကွာငါတယောက်တည်းတက်လဲရပါတယ်တန်မနည်းအပင်ပေါ်တက်သွားပြီးကြိုးစားပန်းစားနဲ့စီးပြူသည်ခူးနေတဲ့ချိန်မှာတန်ချောင်းကဒီလိုထအော်လိုက်တယ်တန်မနည်းနှင်းဖေကတုံးနဲ့လိုက်လာပြီးကွာငါတို့ရိုက်မလာမသိဘူးတန်မနည်းကြတော့သူ့အဖေရိုက်မှကြောက်တာနဲ့ဒီလိုပြန်ပြောလိုက်တယ်တန်ချောင်းငါဒီမှာရှိရမပြောနဲ့နော်ငါတီးပင်ပေါ်ပုံးနေမယ် ငါဖေကငါကျွဲမကြောက်မဲ့ဒီမှာရှိမှန်းသိတော့ငါ့ကိုတီအောင်ရှိုက်မှာကွာအေးပါပုံးနေပုံးနေโอเคโอเคတမ်နီကသူ့ဖေကိုကြောက်ကြောက်လက်လက်နဲ့အရွယ်အုပ်တဲ့နေရာမှာအကြာကြီးပုံးနေပေမဲ့သူ့ဖေလာတာမတွေ့ရတဲ့အတွက်တန်ချောင်းကိုလှမ်းမိလိုက်တယ်တန်ချောင်းငါ့ဖေပြန်သွားပြီလားကွာဟာဒီကောင်ဘယ်ရောက်သွားလဲသူ့အပင်ပေါ်ကနေဆင်းလာတော့တန်ချောင်းကသူ့ကိုထားပြီးပြန်သွားပြီးသူကျင်းမိပြီလို့သိတော့တော်တော်လေးကိုဒေါသထွက်သွားတယ် သူလည်းဒေါသထွက်ပြီးမြင့်ရီပါကြကကျွဲကိုသာပြန်သွားចောင်းလိုက်တယ်။နောက်နေ့ရောက်တော့စောစောစီစီတန်ချောင်းကထက်ရောက်လာပြန်တယ်။ဟိအောင်ဆော်ဖို့ငါမင်းကိုလာခေါ်တာကွာ။မလာနဲ့တော့မင်းမနေ့ကငါ့ကိုလိန်တာ။ငါမှာတော့လေငါအဖေရိုက်မှာဆိုလို့တေးအောင်ကြောက်နေတာကွာ။မင်းကလည်းကွာတလောက်လေးစတာတော့မရအောင်လား။စတာတော့ရပါတယ်ကွာ။မင်းငါ့ကိုနောက်ဒီလိုမျိုးထပ်မစနဲ့နော်။စလို့ကတော့ငါမင်းနဲ့မပေါင်းတော့ဘူးကွာ။အေးပါကွာနောက်ကိုမစတော့ပါဘူး။ အခုတော့သွားဆုပ်ရအောင်လေဘယ်မှာသွားဆုပ်မှာတုန်းကအခုတလောနေရန်ပူတာပဲရေကူနားမှာရေသွားဆုပ်ရအောင်လေဟာတော်ပါပြီကွာမသွားတော့ဘူးငါကျွဲချောင်းရအောင်မှာမနေ့ကလည်းငါအဖေဆိုတာခံရပြီပြီကွာအဲ့ဒါဆိုလည်းမင်းကျွဲချောင်းတဲ့နောက်ငါလိုက်ခဲ့မယ်ကျွဲချောင်းတာမိုးချုံမှပြန်ရောက်မှာကွာတော့ကြမင်းမိပါရီစုနေအောင်မယ်မစုပါကွာမင်းကလည်းငါမိပါရီကသဘောကောင်းပါတယ်ကွာမင်းမိပါရီနဲ့မတူကျွဲလေးခဏသွားချောင်းတာစုစရာလားကွာ ဘယ်ပြောတတ်မလဲကွာမင်းတို့ကချမ်းသာတော့ဘာမှလုပ်စရာမလိုဘူးလေလိုချင်တာအကုန်ရတယ်ငါနဲ့မတူငါကိုလုံးမှကိုစားရတာကွာကဲပါစင်းရတာချမ်းသာတာတွေထားလိုက်တော့ငါမင်းနဲ့အတူတူကျွဲသွားကြောင်းမယ်အေးမင်းသဘောပဲဒါပေမဲ့ညနေမှပြန်လာမှဆိုတော့ထမင်းထုတ်သွားရမယ်ဝိုက်စားရဲဟာအဲ့ဒါဆိုလဲငါထမင်းသွားထုတ်လိုက်အောင်မယ်အေးပါငါလည်းထမင်းထုတ်ပြီးမင်းကိုစောင့်နေမယ်ထမင်းထုတ်တဲ့နေရာမှာလဲတန်ချောင်းကပြီးပြည့်စုံတော့ထမင်းအပြင် မှုန့်တွေအသီးနှံတွေအစုံလင်ထည့်လာတယ်။တန်မဏီကတော့ဟင်းတော့မနှဲပါပဲ။ဒီလိုနဲ့ကျွဲစီပြီးသွားကြောင်းကြတော့တိုးရဲကိုရောက်လာတယ်။ကျွဲကလည်းတန်ချောင်းရဲ့ကျွဲမဟုတ်ပြင်းကလည်းပြင်းနာကြောင်းသွေးပင်တပင်အောက်မှာပဲထိုင်နေကနှိမ့်လေရောက်ဖို့စောင့်နေပါတယ်။ကျွဲကိုတော်တဲ့တန်မဏီတောက်ထဲပဲသွားကြောင်းလိုက်တယ်။ကြာလာတော့တန်ချောင်းကပိုက်စာလာတယ်။တန်မဏီပြန်လာသေးတာနဲ့သူလည်းစိတ်တူနေရပေါ့။ဒီကောင်ကလည်းဘယ်အထီတောင်မှသွားကြောင်းညာလည်းမသိဘူး။ဘိုက်ကစာလာပြီ။ ပြန်လာပါစေအောင်ဟင်မကြွေးပဲနေပြမှာခဏအကြာတော့တန်မဏိပြန်ရောက်လာတယ်ဘိုက်စာပြီလားကွာစာလားမစာလားဒီမှာငါအစာအိမ်တော့ပောက်တော့မယ်ကွာတောင်းမှန်ပါတယ်ကွာဒီနားမှာမျက်နှုတ်မရှိတော့လေအဝေးကြီးမှာသွားကြောင်းရတာကဲပါစားရအောင်နောက်ကျလှပြီမင်းပါရီထဲ့လာလဲအတူတူစားရအောင်လေငါဟင်းသုံးလေးမျိုးရဲ့အသီးနှံတွေလည်းရှူလာတယ်မင်းရောဘာဟင်းတွေထဲ့လာလဲငါတော့ငပိထောင်းနဲ့အိမ်ကတို့ဆရာခန်းတီးပဲထဲ့လာတယ်ကွာ ဒီလိုကြတော့တန်ချောင်းကတန်မဏိကိုယုံရှာမုန်းတီးလာတယ်။စိတ်ထဲကနေလဲပြောဆိုနေရပေါ့။ဂျီငမွေးရတော့ငါနဲ့ကတ်စားဖို့စဉ်းစားနေရ။ဒီလိုတော့ဘေးရမလဲကွာ။ငါယူလာတာစားကောင်းတောက်ဖွဲတွေပဲ။သူ့မကြွေးနိုင်ပါဘူး။သူလဲဒီလိုပြောလိုက်တာပေါ့။တန်မဏိငါဟင်းတွေကလည်းနည်းနည်းစီပဲပါလာတာ။ကိုယ့်ဟာကိုယ်ပဲစားကြရအောင်ကွာ။တလောက်များတာကိုနည်းနည်းလေးတဲ့။ငါသာတလောက်များရှင်ငါဘဝမှာပြည့်စုံလှပြီ။ဒီနောက်မှာတို့နှစ်ယောက်လဲ စားဆရာတွေထုတ်ကစားတော့နေကြတယ်။တန်ချောင်းစီမှာစားဆရာတွေဘလောက်ပဲများနေပါစေ။တန်မဏိကိုမကြွေးပါဘူး။တန်မဏိကတော့တည်ရတများများနဲ့ကြည်နေရရှာတာပေါ့။သူစားလို့ကြံတာတော့မှစားချင်နေတဲ့တန်မဏိကိုမကြွေးပါဘူး။ပင်ငယ်ချင်းကောင်းလို့ပြောဖို့တော့မှမထိုက်တန်ပါဘူး။စားတော့ကပိုက်တင်ပြီးနောက်သစ်ပင်ရိပ်မှာထမင်းလုံးတွေစီနေခဲ့ပါတယ်။တန်ချောင်းကတော့ဟိုကောင်ငပိထောင်းနဲ့ပဲထမင်းစားတာ။အားရှိပါမလားလို့တွေးကကြွေးနာသွားပြီးထအော်ပါတယ်။တန်မဏိထထ ကြာမင်းကျွဲကိုစားရမယ်ကွာအလွန်ကြာတော့တမ်းမိလဲကုံယုံထပြေးလာတယ်သူသွားကြည့်လိုက်တဲ့အချိန်မှာကျွဲကဘာမှမဖြစ်ပဲမျက်နှုတွေစားနေပါတယ်သူလည်းဒေါသထွက်တဲ့လေတန်နဲ့တန်ချောင်းကိုမေးလိုက်ပါတယ်မင်းငောက်စပြန်ပြီလားကွာ ဟုတ်တယ်ငါမင်းကိုစနေရမင်းကငပိထောင်းမဲ့စားတာဆိုတော့အရှိပါမလားလို့သိချင်လို့လေအလွန်ကြာပြီးနောက်တမ်းမိကတန်ချောင်းပေါ်တော်တော်စိတ်ကုန်လာတယ်ပြီးတော့တန်ချောင်းကိုနောက်ပဲတော့မှထပ်မယုံတော့ဘူးတွေးလိုက်တယ် သူလည်းကျွဲကိုဆွဲကနောက်တနေရာမှာကျွဲသွားចောင်းနေလိုက်တယ်။တန်ချောင်းကတော့ဘာမှစိတ်ဝင်စားပဲအရှင်နေရာမှာသာထိုင်ကစောင့်နေပါတယ်။အဲ့ဒီချိန်မှာမထင်မှတ်ထားတာတခုဖြစ်ပြက်သွားတယ်။ကြားတကောင်ကသူ့နောက်ရောက်လာပြီးကောက်ချက်နေလို့သူလည်းအကူညီခေါ်လိုက်တယ်။တန်မနိငေါ့ကူညီပေါင်းကွာ။ကြားလေကြားကြားငါနောက်ရောက်လာတယ်ကွာ။ငေါ့စားတော့မယ်။ငေါ့စားတော့မယ်ကွာ။ကဲပါအောင်။တန်မနိကသူ့ကိုအရင်လိုစားတဲ့ထင်ပြီးစိတ်ဝင်စားတော့ဘူး။ သူကျွဲကိုဆက်ကြောင်းနေတော့အတန်ကြားလာပြန်တယ်။တန်မဏိမင်းမင်းငေါ့ကေပေါင်းကွာငေါ့ငါတိမ်ရောမဲကွာငေါ့ကေပေါင်းအဲ့ဒီချိန်မှာတန်မဏိဟာအတန်းတမျိုးပဲငေါ့စနေတာမဟုတ်တော့ထင်တယ်။တန်မဏိလည်းထိတ်လန့်သွားတဲ့ချိန်မှာဂျာကတန်ချောင်းလက်ကိုစကိုက်နေပါပြီ။အဲ့ဒါနဲ့တန်မဏိလည်းချက်ချင်းကိုပြေးလွှားသွားကဒုံနဲ့ကြားရဲ့ကောင်းကိုအာပါတရာရိုက်လိုက်ချိန်မှာဂျာကနာပြီးတောထဲကိုပြေးဝင်သွားပါတယ်။ အဲ့ဒါကြောင့်တန်ချောင်းလည်းအသက်ပေးရနေလွတ်သွားပါတယ်။တန်ချောင်းမင်းဘလို့နေသေးလဲ။အရင်နာသွားလားကွာ။ငါတလောက်អော်ခေါ်နေရ။မင်းငောက်ဘာလို့လာမကူညီတာလဲကွာ။မင်းអော်တာတော့ကြားပါတယ်ကွာ။မင်းငောက်စရတယ်ထင်လို့ငားမလာတာ။ငဲငဲ့တယ်မင်းငောက်စလာတာလည်းမနေတော့ဘူးလေ။ပြီးတော့မင်းကငောက်အနိုင်ယူလာခဲ့သေးတာ။စားကောင်းတော့ခွဲရှင်းအောင်ငါ့လိုစင်ရသားမို့မင်းကမကြွေးချင်ဘူး။ဒါလားတငယ်ချင်းကောင်း။အလုတ်ကြတော့တန်ချောင်းကသူ့မှာမှန်သိသွားပြီ။ နောင်ကြရရနေပါတယ်။တန်မဏိလိုတငယ်ချင်းကောင်းမရှိရင်သူလည်းအသက်ဘေးကနေလွတ်လာနိုင်မှာမဟုတ်ပါဘူး။တန်မဏိဟာငါမင်းကိုတောင်းပန်ပါတယ်။မင်းသာမရှိလေ။ငါဒီနေ့အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး။ကျေးဇူးတင်ပါတယ်နော်။အခုအားစပြီးငါမင်းကိုအနိုင်မယူတော့ပါဘူးလို့ကတိပေးပါရယ်ကွာ။ကဲပါ စိတ်ထဲမှာထားမနေပါနဲ့။ဘာပဲဖြစ်ဖြစ်ငါတို့ကတငယ်ချင်းတွေပဲလေ။ငါမင်းကိုစိတ်မဆိုးပါဘူးကွာ။မင်းဘာမှမဖြစ်တာပဲကောင်းလာပြီ။ အလွကြတော့သူပို့ပြီးတော့အပြစ်ရှိတယ်လို့ခံစားလာရပါတယ်။အဲဒီနောက်မှာတော့သူတို့တွေကအချစ်ဆုံးတငယ်ချင်းတွေဖြစ်နေထိုင်သွားကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ကို့မှာတငယ်ချင်းကောင်းရှိတယ်ဆိုရင်အဲ့ဒီတငယ်ချင်းကောင်းကိုတန်ဖိုးထားပါ။သူ့အတွက်စာနာပေးပါ။ကို့တငယ်ချင်းကဘလောက်ပဲဆင်းရဲနေပါစေ။ဘလောက်ပဲပညာမတတ်နေပါစေ။သူဟာကို့ရဲ့တငယ်ချင်းကောင်းမို့ကိုကလည်းသူ့ဘော်ပြန်ကောင်းပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အမကတော့တင်ဆက်သူလေဒီခင်မှာ။